ဲ့သုံးလက်မထောက်တော့မှတော့မနိုင်ဘူးမနိုင်မဲနဲ့မတက်ရရင်ဒီလိုမျိုးရတယ်အဲ့တော့ပြောထားတယ်တမိသုံးလက်မဆိုတာလို့တမိထထွားထလာပဲစီးနော်ဆိုချိန်မှာအော်သုံးလက်မထထွားထလာပဲစီးရမှာဟာဟုတ်တယ်ဆိုချိန်မှာအခုငါးလက်မ၆လက်မတော့မချစ်တော့ဘူးအဲ့မနေ့ကကော်ဖီဖြော်ရတော့နော်သူ့မမေကကော်ဖီဖြော်ခိုင်းတာသူကတောက်ဖက်နဲ့လေ့ကျင့်နေတဲ့ချိန်အဲ့အမှ၆လက်မတောင်းတဲ့ကော်ဖီတောက်ဖြော်ရတဲ့ဟာတော်လိုက်တာလို့ကဲနောက်ထပ်ပွဲတက်တီးပြန်လာတဲ့ခါကျရင်၆လက်မထောင်းနေ ခေါင်းလမ်းမတော့နဲ့ရှင်းရှင်းမြင့်မြင့်လေးနဲ့အရောက်နိုင်ခဲ့ပါမယ်ဘလိုလေးကြောင့်လဲဆိုတော့တုံးကလိုလိုအပ်ချက်လေးနည်းနည်းများရယ်ဟို တချို့ဟိုဟာဗီဒီယိုဖိုင်တွေမှာတွေ့မှာပါလမ်းလျှောက်တဲ့ခါတွေမှာဆိုလို့ရှိရင်ပုံစံလည်းမကြောက်စမှလည်းဖြစ်မနေဘူးအာတခြားကိုနေကိုဟန်သားတွေကစပါတော့မတက်ရက်တာတွေကစလှမနေတဲ့ခါကျတော့ဆရာနဲ့ဂျန်ဖြစ်တာပါရှင့်အဓိကကျောကျောကမိတ်ဆက်ပေးလို့ပေါ့ကျောကနေပြီးတော့မကျောကနေပြီးတော့ဆရာစီကိုတော့အားဆိုပြပွဲတပွဲမှဆိုတော့ဆရာဆရာစီကိုလွှတ်မယ်နော်ဆိုပြီးတော့ပြောတဲ့အချိန်မှာကြည့်လိုက်တဲ့အချိန်မှာကိုအားပေးခဲ့ရတဲ့သူဖြစ်နေရလေပွင့်ဦးလားအငယ်လေးရလေကိုအားပေးခဲ့တာ ဲ့တော့လေရောက်လာတဲ့ချိန်မှာလေပို့ပြီးဟဲ့အပြင်မှာပို့သေးတာပဲတည်တည်လေးနော်ဆိုတဲ့ချိန်မှာအဲသူသုံးလှမ်းမတော့လေးနဲ့စားရလာတယ်ရောက်လာတဲ့ချိန်မှာတမင်းလို့သုံးလှမ်းမလောက်နေတော့မဖြစ်ဘူးလို့၆လှမ်းမလားစီးကြည့်ပါလားဆိုတဲ့ချိန်မှာနောက်တည့်ရက်သူ၆လှမ်းမနဲ့ရောက်လာတယ်ရောက်လာပြီးတော့လေသူရဲ့ကိုယ်နဲ့ဟန်ထားတဲ့ပြုတ်ပြင်းတဲ့အခါမှာလေအဲချစ်တော့ direction ထားတာကအစဒီပခုံးရဲ့ပိုချွာတွေကအစသူမျက်နှာအကြည့်ရဲ့အပြုံးတွေကအစတင်တဲ့အတိုင်းအောင်သူလိုက်လုံနိုင်တယ်ဆိုတော့ကျင်းနေရပါတယ်အခုဆိုလို့ရှိရင်အများ transformation ဖြစ်သွားပြီလေသူရဲ့အတိုင်းပဲအဲ

ငါလည်းမဆောက်လည်းမသူမချစ်တော့ဘူး confidence ပိုရှိပါအဲ့ရက်လေးလည်းပိုရှိပြီးတော့ဝင်သွားတယ်လို့မျိုးလေးဖြစ်တဲ့ခါကျတော့တော်တော်လေးကို confidence ပြေးပါရဲ့အရင်ထက်ချလို့ရှိရင် ဆရာ6ဆရာ6ပြေဆိုတော့နော်ဆရာနဲ့အောင်တိတ်မကွာတိတ်မကွာတော့နော်ငါလည်းမသိထားတော့อืม physical appearance ပေါ့ the physical appearance ကတော့ကျွန်တော်လူနေမှုဘဝရဲ့အဆင့်တန်းတစ်ခုအနေနဲ့သတ်မှတ်တာပေါ့70%လောက်တော့အကျုံးဝင်တယ်ဒါကကျွန်တော် public figure လုပ်နေပြီ celebrity လုပ်နေပြီဆိုလို့ရှင်လူရှိထွက်ရတဲ့လူတွေအတိုင်းမှာကလူကိုလိုအပ်တယ်ဒါ public figure တယောက်အနေနဲ့လူရှိထွက်ရမယ့်လူတယောက်အနေနဲ့ဒါတွေကတော့ဟိုလိုက်နာတဲ့နယ်ပြုတ်ပြင်တဲ့နယ်ပြောင်းလဲတဲ့နယ်လို့ထင်ပါတယ်အဲ့ဒါလေးတွေရတော့လေ လူတယောက်မှာရှိတဲ့အရာပေါ့နော်ရှိတဲ့နေပေါ့လုံးဝရှိကိုရှိရမယ့်အရာပေါ့ဟုတ်ဆိုတော့ကိုကိုတိုင်းလည်းကိုကိုကိုဒီလိုမျိုးလေးစမတ်ဖြစ်သွားတယ်ပုံစံလေးကျသွားတဲ့အခါကျတော့ပို့ပြီးတော့လဲ confident တည်ရပေါ့သူဝါနာပါတာဒီ acting career မှာပဲသူဝါနာပါတယ်အဲ့တော့အဓိကသူစမတ်ဖြစ်ချင်တာသူစမတ်ဖြစ်ချင်တယ်သူကိုယ်သူလည်းလုံးဝပြောင်းလဲသွားချင်တယ်ဆိုတဲ့အနေထားမှာလိုအပ်တာပေါ့လို့အဲ့ဒါဆိုလို့ရှိရင်တော့တမီလိုအပ်တယ်အဲ့ဒါလုတ်ကိုလုတ်ရမယ်ဒီအရာကတော့ဆိုပြီးတော့သူလည်းပြောတဲ့အတိုင်းအောင်တောက်လျှောက်လိုက်လုပ်နိုင်ပါတယ်အမနီယာကော်ဖီဖြော်ရအောင်နော်သူမမေက ကော်ဖီပြောခိုင်းတာသူကတောက်ဖက်နဲ့လေးစင်နေတဲ့စိတ်အဲအမချလမတောင်းတဲ့ကော်ဖီတောက်ချော်ရဲတဲ့ဟာတော်လိုက်တာလို့အဲ့အိမ်ပေါ်မှာဆိုနည်းနည်းတော့ထင်ရတာပေါ့ဒါပေမဲ့လည်းကိုဆရာပြောသလိုပေါ့ကျင့်သားရသွားဆိုတော့ကိုကိုတိုင်းနဲ့ပြန်ပြီး training လုပ်တင်တယ်ဆိုတော့ကွာကိုပြန်ပြီးတော့လုပ်နေရပေါ့ပြီးတော့ဆရာကလည်းအင်စာပေးရတယ်တက်ကမယ်တက်ကမယ်ဆိုတော့လေးကျင့်နေရပေါ့အဲ့လေးကျင့်နေတဲ့အချိန်လေးနဲ့တိုက်သွားတာလည်းဟိုမချွတ်ချင်တော့ဘူးလေဆိုတော့အဲ့ချလိုက်ဝလိုက်ဖြစ်နေမှာဆိုတော့အဲ့အဲ့အဲ့တော့ဖြစ်တယ်အင်စာပေးထားတော့သူအင်စာကိုအမြင်နဲ့လုပ်နေတယ် ော်သူဒီရက်ပိုင်းနေမှာလေသူနားထားเนาะရိုက်ကူးရေးတွေရောပေါ်တက်တွေရောနားထားတော့သူကလည်းအဲဒီတင်တန်းပြီးမှပဲ version တွေတခုအနေနဲ့မြင့်ပြီးမှပြန်ထွက်ချင်တာဆိုတော့အဲအဲ့ဒါကိုလည်းသူကဟို transformation ပြချင်တာပေါ့အဲ့အချိန်မှာဆိုအဲ့အဲ့လိုအချိန်ကောင်းလေးဖြစ်နေတော့အင်ဇာလေးပြည့်ပြသွားတာပါဟာ ရပြီပေါ့အဲရပြီပေါ့ဆိုတာလိုအပ်တဲ့ပိုင်းလေးပေါ့ဒီ acting ပိုင်းနဲ့ပတ်သက်လို့ဒီ character ပေါ်မှာစီမျောပြီးလုံးဝမဲ့အရာလေးဆိုလို့ရှိရင်သူစီမျောပြီးတေချာလုံနိုင်သွားပြီဒါအသေးချာတေချာတယ် well train လုပ်ထားပါပြီအဲ့တော့ well train ဖြစ်ထားပြီဆိုတော့သူအများကြီးပြောင်းလဲသွားပြီဆိုတော့လုံနိုင်ပြီအဲမနေ့ပခုံးပွင့်သွားတယ်အဲဆက်စားကြရအောင်ရှိတယ်ဘာဒီဒီလိုလေးဒီလိုလေးနေတာဆိုပခုံးအခုမှပခုံးကဒီလိုဖွင့်သွားအဲ့ဒီပခုံးဖွင့်ရမယ့်အနေထားရောဘယ်နေရာမှာ force ထားရမယ့် ဘယ်နေရာအသုံးပြုရမယ်ဆိုတာလည်းသူသိသွားပြီပေါ့အခုချိန်မှာအဲ့အားလေးတွေရတယ်သူ့အတွက်အကောင်းဆုံးပြောင်းနေခြင်းလေးတွေပေါ့လိုက်နာတာလည်းပါတာပေါ့အဲ့ဒီကတင်တာတင်နေတာနောက်ကလိုက်မလာဘူးဆိုလည်းအလကားပဲအဲ့သူကတင်သမီးရတယ်နောက်ကနေလိုက်လာနိုင်တယ်ဆိုတော့လည်းဒါဝန်တရားပါတယ်စီတလန်းလှမ်းလိုက်တိုင်းမှာယုံကြည်ချက်ကအပြည့်ပဲလားအဲ့လည်းကြောက်သွားရှောက်ကမဲ့နီးစနစ်ပေါ့နော်နီးစနစ်ပေါ့အဲ့ဒီကနီးစနစ်သူတိသွားပြီပေါ့ ဒါဒါလူတိုင်းမှာရှိတင်တာလေနော်လူတိုင်းမှာရှင်ဆိုတော့ကိုကို respect ဖြစ်တဲ့ပုံစံကြနေတော့လုံးဝကိုကိုကို confidence ဘယ်သူမှမရှင်လို့မရတော့အဓိကကိုကိုကိုယုံကြည်မှုရှိဖို့ ਆ ပဲအရေးကြီးတာသူများရဲ့မြင်မှာကိုကလှနေရလို့မြင်ပေမဲ့ကိုကိုကိုယုံကြည်မှုမရှိရင်အလိုလိုလျှော့သွားတာမျိုးရှိရယ်အဓိကကိုကိုကိုယုံကြည်မှုပြည့်လေလေပို့ပြီးတော့အာလှလေလေပေါ့ကိုလှဖို့အတွက်ကယုံကြည်မှုရှိဖို့လေယုံကြည်မှုရှိဖို့ကကို့မှာလိုအပ်တဲ့အရေးအသွေးတွေအရေးချင်းတို့ဖြည့်ဖို့လိုတာဆိုတော့ဖြစ်တင်ပါလေအဲ့ဒါလေးတွေကတော့လေ ပွင့်ဥလားလေးကအရင်တော့ပွင့်ဥလားလေးနဲ့မတူတော့ဘဲနဲ့အကောင်းဆုံး version အနေနဲ့ပြောင်းလဲထားတဲ့ transformation ကိုပြည်သက်တွေအများကြီးထပ်ပြီးတော့သူတွားတဲ့ပွဲသက်တွေပဲဖြစ်ဖြစ်ရိုက်ကူးရမှာပဲဖြစ်ဖြစ်သူရဲ့လှုပ်ရှားမှုတွေမှာမြင်နေရမှာပါအဲ့ဒီ transformation ကိုအားရကျင်းနေကြမယ်လို့မျှော်လင့်ပါတယ်။ကဲနောက်ထပ်ပွဲသက်တွေပြန်လာတဲ့ခါကျရင်ချုပ်လက်မထောင်နဲ့ချုပ်လက်မထောင်နဲ့ရှင်းရှင်းမြင့်မြင့်လေးနဲ့အရောက်နိုင်ခဲ့ပါမယ်။အာ